မင်္ဂလာပါရှင်။ကျမတို့ channel ကနေဒီကနေ့ရဲ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်။ပထမအဦးဆုံးနေပြည်တော်အနီးတွင်ယနေ့မနက်ပိုင်းငလင်းလှုပ်ခတ်မှုပြည်သူများသိသာစွာခံစားရပြီးနေအိမ်ပေါ်မှပြေးဆင်းရဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နေပြည်တော်အနီးတွင်ယနေ့မနက်ပိုင်းငလင်းလှုပ်ခတ်မှုပြည်သူများသိသာစွာခံစားရပြီးနေအိမ်ပေါ်မှပြေးဆင်းရကြောင်းနေပြည်တော်မှဝန်ထမ်းအတိုင်းဝန်းကပြောဆိုကြပါသည် ယနေ့မနက်7:17မိနစ်အချိန်နေပြည်တော်ပြည်မနာနယ်ပတ်ဝန်းကျင်ဒေသများတွင်ငလင်တိတာစွာလှုပ်ခတ်သွားကြောင်းနေအိမ်များရိမ့်ထိုးသွားပြီးငလင်လှုပ်ခတ်ချိန်မြေကြီးလှုပ်ရှားသည့်ကျေလောင်သောအတံပါကြားရကြောင်းနေပြည်တော်ရွှေကြပင်ရက်ွက်တွင်နေထိုင်သူဝန်ထမ်းတအူးကပြောပါရသည် ပြင်းအားကလေးလောက်တော့ရှိမယ်ထင်တယ်တော်တော်တိတိတတ်တာလို့တာလူတွေလည်းအကုန်ပြေးထွက်လာကြတာကိုတင်မဟုတ်ဘူးကိုရက်ွက်ထဲကလူတိုင်းပြေးထွက်လာရတာလှုပ်တဲ့အချိန်တော့တိုးတယ်ဒါပေမဲ့လှုပ်သွားတာကျန်းတယ်ဟု၎င်းကဆိုပါတယ် ရှမ်းမန်းနေ့ဇွန်လ၄ရက်နေ့မြန်မာစံတော်ချိန်မွန်လွဲ၁၂နာရီ၄၆မိနစ်အချိန်ကလည်းရှမ်းပြည်နယ်တောင်ပိုင်းအောင်ပန်းမြို့အနီးမြေအောက်အနက်၃ကီလိုမီတာကိုပဟိုပြူ၍ Raster Scale ၄.၅အစင်ရှိငလင်းလှုပ်ခတ်သွားခဲ့ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရကသတင်းထုတ်ပြန်ထားကြောင်းသိရှိရပါသည်။ ဆက်လက်တင်ဆက်ပေးမယ့်သတင်းအကြောင်းကတော့မိုးရင်းကာလ၌စည်ရေးအရှိန်မြင့်မီဖြစ်ပြီးတနိုင်ငံလုံးပူးပေါင်းတိုက်ပွဲဝင်ပါကဆေးရနာရှင်ကိုအနိုင်ရမည်ဟု CNF တမူပြောကြားတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဆရာနာရှင်စနစ်တိုက်ဖြတ်ရေးအတွက်တနိုင်ငံလုံးအတိုင်းအတာစီးရေးအရှိန်မြင့်တင်မှုကိုယခုနှစ်မိုးရင်းမှာပြုလုပ်မည်ဖြစ်၍စစ်ကောင်စီကိုအနိုင်ရရှိရေးအတွက်အားလုံးပူးပေါင်းတိုက်ပွဲဝင်ကြရန်လိုအပ်ကြောင်းချင်းမျိုးသားတပ်ဦး CNF CNA တပ်မှုတဦးဖြစ်သည့်ဗိုလ်မှူးကြီးဆော်လမွန်ကပြောကြားပါရယ်ဗိုလ်မှူးကြီးဆော်လမွန်နှင့်တွေ့ဆုံမှုရုပ်သံကိုတေဇိုတောင်ပို့စ်က ယမန်နေ့မှာဖော်ပြခဲ့ရာ2025မိုးရင်ကာလမှာဆ ảy ၍စည်ရေးပုံမှုပြင်းထန်တော်မူခုအတိပေးထားခြင်းဖြစ်ပါတယ်။ဆရာနာရှင်တိုက်ဖြတ်ရေးအတွက်အမျိုးသားညီညွတ်ရေးအစိုးရက NUG ကယခုနှစ်တွင်စည်ရေးပုံမှုပြင်းထန်လာမူခုအတိပေးထားတဲ့ကဲ့သို့ CNF အပါအဝင်တိုင်းရင်းသားများကလည်းထုတ်ဖော်ပြောကြားထားပြီးဖြစ်သည်ဟုဆိုပါတယ်။ဒီနှစ်မိုးရင်ကနေစပြီးကျွန်တော်တို့ရဲ့စေချိန်ကပုံမြင့်လာလိမ့်မယ်လို့အဲ့ဒီလိုမျိုးပဲပြောခြင်းနဲ့အားလုံးလည်းတက်တက်ကြွကြွပါဝင်ပေးကြပါဟုဗိုလ်မှူးကြီးဆော်လမွန်ကပြောပါ ါရယ်တက်နိုင်သည့်နေရာမှပါဝင်ကြရန်တိုင်းသားအလုံးပြည်သူအလုံးစုစုစည်းစည်းဖြင့်ကြာရကဏ္ဍမှတော်လိုင်းရေးကိုဂူညီကြရန်၎င်းကတိုက်တွန်းပါရယ် အားလုံးဒီနေ့အတွင်းမှာတော့အကုန်လုံးတပြည်လုံးတနိုင်ငံလုံးချင်းနယ်တနယ်လုံးမှာတက်တက်ကြွကြွနဲ့ရန်သူကိုရန်သူလိုမြင်ပြီးတော့အားလုံးပူးပေါင်းတိုက်ပွဲဝင်တော့အနိုင်ဘက်ကိုသွားမှာပါလို့ဗိုလ်မှူးကြီးဆော်လမွန်ကပြောပါတယ်။ယခုနှစ်တွင်အနိုင်ရအောင်အစီအစဉ်ဆွဲတိုက်ပွဲဝင်နေရခြင်းဖြစ်သည်ဟု၎င်းကဆက်ပြောပါတယ်။ချင်းတရင်ရင်းမြစ်တို့ကလည်းချင်းဒေသကာကွယ်ရေးတပ် CDF တန်တလန်ဤစစ်ရေးပြင်းစင်နေမှုအခြေအနေကိုအသိပေးပါတယ်။ CDF တန်တလန်အပါအဝင်ချင်းတော်လန်ရေးတပ်များကတန်တလန်မျိုးသိမ်းတိုက်ပွဲအပြီးသက်ရန်ပြင်းစင် င်နေသည်ဟု၎င်းက ပြောပါရယ် ပြင်းစင်နေတယ်ပဲပြောတယ်အဲဒါကြောင့်တိုက်ပွဲတော့မရှိသေးဘူးပြင်းစင်နေပါတယ်တန်တလန်သိမ့်ဖို့စူးစမ်းနေတယ်ပြင်းစင်နေတယ်လက်နက်ခဲရန်စုဆောင်းတာလားပေါ့အဲ့ဒီလိုမျိုးပဲတိုက်ပွဲတော့အခုလုံးလုံးစေတော့မရှိသေးဘူးဟုချင်းတရင်ရင်မြစ်ကပြောပါတယ်ချင်းပြည်တွင်ချင်းမျိုးသားတက်မတော် CNF CNA နဲ့ချင်းဒေသကာကွယ်တပ်များစုပေါင်းထားသည့်ချင်းပြည်ကောင်စီပူပေါင်းတပ်နှင့်ချင်းညီနောင်ဟု၍တော်လန်ရေးအင်အားစုနှစ်ခုရှိပြီးနှစ်ဖွဲ့လုံးက2025တွင်ချင်းပြည်တစ်ခုလုံးစစ်ကောင်စီကင်းစင်အောင်လှုပ်ဆောင်သွားမည်ဟုအတိ ီးပြီးပြောကြားထားကြောင်းသိရှိရပါတယ်။ ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့အမေရိကန်တွင်ရက်ကျော်နေထိုင်သူတွေများပြားနေမှုကြောင့်မြန်မာနိုင်ငံအပါနိုင်ငံပေါင်း12နိုင်ငံကိုပြည်ဝင်ခွင့်ပိတ်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အမေရိကန်ကိုရောက်ပြီးနောက်ရက်ကျော်နေထိုင်တဲ့မြန်မာနိုင်ငံသားတွေများပြားနေတာကြောင့်မြန်မာနိုင်ငံအပါအဝင်နိုင်ငံပေါင်း12နိုင်ငံကိုပြည်ဝင်ခွင့်ပိတ်လိုက်တယ်လို့အင်ဖြူတော်ကသမရထရန့်လက်မှတ်ရေးထိုးထားတဲ့ထုတ်ပြန်ချက်ကိုမနေ့ကထုတ်ပြန်လိုက်ပါတယ်။အမေရိကန်ရောက်မြန်မာတွေအနေနဲ့အလဲပတ်ဗီဇာနဲ့ပညာရေးဗီဇာတွေကိုအများဆုံးကျော်လွန်နေထိုင်ပြီး ပညာရေးဆိုင်ရာဗီဇာကိန်းဆောင်သူတွေကရက်လွန်နေထိုင်သူတွေရဲ့ 52ဒသမ1ခွန်ရာခိုင်နှုန်းရှိပြီးစီးပွားရေးဆိုင်ရာနဲ့ခီးသွားဗီဇာတွေကရက်ကျော်နေထိုင်သူတွေက20ခွန်ဒသမ9ရာခိုင်နှုန်းထိရှိတယ်လို့ဆိုပါတယ်။အခုလိုပိတ်ပင်တာဟာအမေရိကန်နိုင်ငံသားတွေကိုနိုင်ငံခြားသားတွေရဲ့အကြမ်းဖက်ခံရမှုစီကနေအကောက်အွယ်ပေးဖို့နဲ့အမျိုးသားလုံခြုံရေးအတွက်ဖြစ်တယ်လို့ဆိုထားပါတယ်။အမေရိကန်ကပြည်ဝင်ခွင့်ပိတ်တဲ့စည်ရင်မှာမြန်မာပါဝင်အာဖဂန်နစ္စတန်၊ချက်၊ကွန်ဂို၊အီကွေတာအီကွေတာတိုရာဂီနီ အီရီတရီးယားဟေတီအီရန်လစ်ဗျာဆိုမာလီယာဆူဒန်နဲ့ယီမင်စတဲ့နိုင်ငံတွေပါဝင်တယ်လို့သိရှိရပါတယ် ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့ဒေါအောင်ဆန်းစုကြည်လွမြောက်ရေးပြည်ချိန်လွန်လွန်လာတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မြန်မာတွင်ဖြစ်ပေါ်နေသည့်စကားအရာနှင့်ပင်ဖော်ပြနိုင်စွမ်းမရှိသောအဖြစ်ဆိုးများအတွေ့ကိုတိုင်ကိုကြဝင်ရောက်ဖြေရှင်းပေးရန်ဒေါအောင်ဆန်းစုကြည်တားဖြစ်သူနှင့်တွေ့ဆုံရန်ပြည်သူ့ရှဝင်ကြီးချုပ်ဆန်ကီယာစထရာမာအားတောင်းဆိုမှုများကျေလောင်စွာထွက်ပေါ်လာနေသည်ဟုလန်ဒန်တွင်ထုတ်ဝေသောအင်ဒီပန်ဒန့်သတင်းစာကြီးမှရေးသားလာပါသည်။ရှင်းသည့်2020ရွေးကောက်ပွဲတွင်ပြည်သူတရက်လုံးတခဲနဲ့ က်ရွေးချယ်တင်မြှောက်ခဲ့သည့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါရှိခြင်းမရှိသည်ကပင်မင်းအောင်လှိုင်ခြေပြက်လက်ပြက်ဒုက္ခိတရွေးကောက်ပွဲ၏လာရာကိုလည်းရှင်းလင်းသိသာလာစေပါသည် ထောင်ဒဏ်28နှစ်ကြာခံနေရသောနိုင်ငံတော်အတိုင်ပင်ခံဒေါအောင်ဆန်းစုကြည်နှင့်နိုင်ငံရေးအကြံသား2000 2000၏ရင်ဆိုင်နေရသောအခြေအနေများဖော်ပြထားသည့်အစည်းအခမ်းစာထွက်ပေါ်လာခြင်းကြောင့်ကာလကြာမြင့်စွာအိမ်မောကျနေသောဗြိတိရှနိုင်ငံရေးသမားများလူလွန်လာခြင်းပင်ဖြစ်ပါသည်ထိုအစည်းအခမ်းစာသည်နိုင်ငံရေးအကြံသားများ၏အခြေအနေများကိုသာမကအရက်သားများအားလေးချောင်းနှင့်မြေပြင်တိုက်ပွဲများတွင်တပ်ဖြတ်ခဲ့မှုများကိုလည်းကွက်ကွက်ကွင်းကွင်းဖော်ပြထားပါသည်ထို့ထဲတွင်လူအစုလိုက်အပြုံလိုက်တပ်ဖြတ်ခဲ့ခြင်း ကောင်းဖြတ်ခြင်း၊ကွက်မြတ်ခြင်း၊အတ္တမပြုခြင်းခံရခြင်းများပါဝင်နေပါတယ်။ဆေးဥစု၏ရိုဟင်ဂျာများပေါ်ကျွလွန်ခဲ့သောအကြမ်းဖက်မှုများအပေါ်ဆန့်ကျင်ရှုတ်ချခဲ့ခြင်းမရှိဟုဆိုကာနိုင်ငံတကာတွင်သူမနှင့်ပတ်သက်၍အငြင်းပွားစရာဖြစ်လာပါတယ်။ ယခုနှစ်အစောပိုင်းတွင်ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဒေးဗစ်လမ်မီသည် Independent သတင်းစာမှပင်ဒေါအောင်ဆန်းစုကြည်အားလွှတ်ပေးရန်စစ်ကောင်ဆောင်များအားတိုက်ရိုက်တောင်းဆိုခဲ့ပါတယ်။ယင်းသည်နိုင်ငံခြားရေးဝန်ကြီးတဦးအနေဖြင့်ပထမဆုံးချင်းဆေးရထက်သန်စွာတမိုင်းတွင်မိတောင်းဆိုချက်ကိုထုတ်ပြန်လိုက်ခြင်းလည်းဖြစ်ပါတယ်။မြန်မာပြည်သူများ၎င်းတို့နှင့်တိုက်တန်လာသည့်ငြိမ်းချမ်းရေးနှင့်ဒီမိုကရေစီအရေးကိုဖန်တီးပေးရန်လည်းပန်ကြားခဲ့ပါတယ်။လက်ရှိထွက်ပေါ်လာတဲ့အစီရင်ခံစာကိုပြုစုခဲ့သူရခိုင်ဝန်ကြီးဟောင်းနှင့်ကိုစာဗေးတဲ့ တီလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌဖြစ်သူ တင်လာတံမှ၎င်းတို့စုံစမ်းတွေ့ရှိခဲ့မှုများသည့်ငလင်ကြီးနှင့်အတူမြန်မာပြည်တွင်ဆူဆူရွရွဖြစ်ပေါ်နေသောလူခွင့်ရေးအချက်တဲကြီးကိုအေးအေးယူဆောင်ရွက်ရန်လှုံ့နှိုးပေးလိုက်ခြင်းဖြစ်သည်ဟုဆိုပါရယ်၎င်း၏အစီရင်ခံစာအားလည်းကုလလူခွင့်ရေးကော်မရှင်နာမင်းကြီးပြောခဲ့သည့်စကားအရာနှင့်ပေပြော၍မရသောအဖြစ်ဆိုးကြီးဟုခေါင်းစဉ်တက်ထားခဲ့ပါရယ်ကုလမင်းကြီးမှာဘယ်တော့မှမပြီးဆုံးနိုင်သောအိမ်မက်ဆိုးဟုလည်းခေါ်ဆိုခဲ့ပြီး၎င်းသည်အဆိုးဆုံးပုံစံဖြင့်လူမဆန်မှုများကိုတွေ့ကြုံခဲ့ရသဖြင့်မခံမရနိုင် င်အောင်ဒုက္ခရောက်ခြင်းနဲ့ရက်ဆက်ကြမ်းကြုတ်ခြင်းများကိုဖြစ်ပေါ်စေသည်ဟုလည်းဆိုပါတယ် ရှကောကဗြိတိန်မှဥဆောင်ပြီးနိုင်ငံတကာမှအဆိုပါအိမ်မက်ဆိုးကြီးကိုအဆုံးသက်သွားအောင်အရှိန်မြင့်ဂျိုးပန်းရမည့်အချိန်ကျလာပြီဟုဆိုပါရယ်လူမဆန်စွာရဲရဲဆက်ဆက်ကျူးလွန်ခဲ့သူများ၎င်းတို့၏ရာဇမှုမကင်းသောလုပ်ရက်များတွေတာဝန်ခံလာအောင်လုပ်ရမည်ဟုလည်းထည့်ပြောသွားပါရယ်မြန်မာတွင်ပြောမပြနိုင်အောင်ခြေခွဲဖွဲကန်ဆိုးမိုးမောင်ကြသည့်အဖြစ်ဆိုးကြီးနှင့်ရင်ဆိုင်နေရခြင်းတွင်မြန်မာပြည်သူများတွေရှေ့မှဥဆောင်ပြီးပို၍ပြင်းပြင်းထန်ထန်ပြောဆိုရည်တည်ပေးသွားရန်လည်းဗြိတိန်အစိုးရကတိုက်တွန်းထားပါရယ်နိုင်ငံတကာအနေဖြင့် ဖြင့်လက်နက်ရောင်းချမှုပိတ်ပင်ရန်နှင့်ဗန်နာရေးအရာရရှိနေမှုများဖျက်တော့ပြစ်ရန်လဲတောင်းဆိုထားပါသည်မြမရေအတွက်ပြည်ထိုင်မှလုံခြုံရေးကောင်စီစီဝေးခေါ်ယူပေးရန်လဲအစဉ်ခံစားတွင်ပါရှိလာပါသည်လမ်းမီမတိုင်မီလော့ဟိတ်အပါဝင်ပြည်သူ့နိုင်ငံခြားရေးဝန်ကြီးဟောင်းတုံးကဒေါအောင်ဆန်းစုကြည်လွတ်မြောက်ရေးအတွက်တောင်းဆိုခဲ့ပြီးဖြစ်ပါတယ်။လော့ဟိတ်မှဒေါအောင်ဆန်းစုကြည်သည်ဒီမိုကရေစီအတွက်အင်အားတည်းဖြစ်ခဲ့၍သူမအားလုံခြုံဆွဆဲထားသည့်အမှုများနှင့်အချင်းချထားခြင်းဖြစ်သည်ဟုဖော်ပြခဲ့ပါတယ်။ ပြည်သူတို့၏တရားသောတွန်းလှန်စစ်မုတ်ချအောင်ရမည်